မင်္ဂလာပါရှင်သမဂတဇင်ပါဒီနေ့ဂျော်လာ12ရက်နေ့အတွက် People's Spin ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။မန္တလေးမြို့လူမြင်ကွဲမှာပျောက်ကြားဆဲအုပ်ထုပ်စောင်းသားသူအချို့ကရွေးသူလူငယ်တွေကိုအနိုင်ကျင့်နေတဲ့တွင် KNU ဌာနချုပ်ရှိရာတမဟာခွန်နေမြေကိုအသေးခံ drone တွေနဲ့စစ်ကောင်စီတိုက်ခိုက်တဲ့တွင်တပည့်ကောင်းဆောင်ကိုဝေမိုးနိုင်ကိုမုံရထောင်ကနေအိုးဖို့ထောင်ပြောင်းရွှေ့တဲ့တွင်ပခုတ်ကူနယ်ကဆဲအုပ်စု အခြေချဘန်ကာ၃ခုကိုတော်လန်ရေးတပ်ဖွဲ့တွေစီးနှင်းဖျက်ဆီးတဲ့တွင် ဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့လက်အောက်ခံပြည်သူဆဲလို့ခေါ်တဲ့ပြူစောဒီအဖွဲ့ဝင်တွေစောင်းလေရှိတဲ့ပျောက်ကြောင်အုပ်ထုပ်စောင်းထားတဲ့လူငယ်ချို့ကရွေတူလူငယ်တွေကိုလိုက်လံအနိုင်ကျင့်တဲ့ရုပ်တံဖိုင်အခုရက်ပိုင်းမှာထွက်ပေါ်လာပါတယ်။တမနစ်ခွဲဝန်းကျင်ကြမ်းမြဲတဲ့အဲ့ဒီရုပ်တံဖိုင်ဟာမန္တလေးမြို့ပေါ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးဘယ်နေ့ကဖြစ်ပွားခဲ့တယ်ဆိုတာကိုတော့စုံစမ်းနေသေးပါ။ရုပ်တံဖိုင်ရလူငယ်လေးဦးစီးနှံလာတဲ့ဆိုင်ကယ်နောက်ကိုပျောက်ကြောင်ရှာတို့အုပ်ထုပ်စောင်းထားတဲ့အရက်ဝတ်လူငယ်ကဆိုင်ကယ်နဲ့လိုက်လာပြီး စစ်ကြောရေးတဲ့အကုံထဲမှာလို့ပြောကနေရတခုစီနောက်ကလိုက်လာဖို့ခေါ်ဆောင်သွားတာတွေ့ရပါတယ်။နေရတခုအရောက်မှာတော့လူငယ်လေးဦးကိုဆဲဆိုထိုးကြိုက်တာကိုပျောက်ကြောင်အုတ်ထုတ်ဆောင်းထားတဲ့လူငယ်ကကျူးလွန်တာတွေ့မြင်ရပါတယ်။ပျောက်ကြောင်အုတ်ထုတ်ဆောင်းထားတဲ့လူငယ်နဲ့အတူပါလာတဲ့အရက်ဝတ်လူငယ်တူဦးကလည်းထိုးကြိုက်ပါသေးတယ်။နောက်ထပ်မြင်ကွဲမှာလည်းအဲ့ဒီလူငယ်လေးဦးကိုပဲမန္တလေးမြို့လမ်း80ပေါ်ကတရုတ်ဘုံကျောင်းလို့ယူဆရတဲ့အဆောက်အအုံရဲ့လမ်းတစ်ဖက်ချမ်းကလူမြင်ကွဲမှာထပ်မံကန်ကြောက်ထိုးကြိုက်တာမျိုးလှောက်ဆောင်ပါတယ်။ နေဆက်ခံရတဲ့လူငယ်တွေထဲကတဦးကိုလည်းရိုက်နှက်ပြီးဖုံးဆက်ခိုင်းနေတာတွေ့ရပါတယ်။အခုလိုလူငယ်၄ဦးကိုထိုးကျိတ်ကန်ကြောင့်နေဆက်တဲ့အဖွဲ့မှာပျောက်ကြားရှာတို့အော်တိုဆောင်းထားတဲ့လူငယ်၂ဦးပါပါတယ်။အဲ့ဒီအောက်ထုံးမှာမြန်မာနိုင်ငံအလန်တစိုက်ကတ်ထားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်ပြူစောတိတွေဆောင်းလေးရှိတာပါ။အခုပြည်ဆက်မှလည်းရိုက်နှက်သူလူငယ်တွေဟာပြူစောတိအဖွဲ့ဝင်တွေဖြစ်နိုင်တယ်လို့မန္တလေးမြို့ကန်အချို့ကအမှတ်ယူကြပါတယ်။မန္တလေးမြို့မှာပြူစောတိတွေကအများပြည်သူတွေကိုဖမ်းဆီးစစ်ဆေးတာငွေညှစ်တာ စစ်မှုထမ်းအတွက်ပေါ်တာဆွဲတာတွေပါလှုပ်ဆောင်ကြပါတယ်။ဒါအပြင်ရွှေဆိုင်တမားတိုင်းမှုမှာပါဝင်တာကြောင့်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကပြူစော်ဒီအချို့ကိုပြန်လည်ဖမ်းဆီးရတာမျိုးလဲမန္တလေးမှာရှိခဲ့ပါတယ်ရှင်။ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့တမဟာခွန်ဌာနချုပ်နေမြေကိုအာနာသိန်းစစ်ကောင်စီတပ်ကအသေးခံ drone အသုံးပြုပြီးတိုက်ခိုက်ရမှာ drone 50ပောက်ကွဲခဲ့ပေမဲ့လူသူထိခိုက်မှုမရှိဘူးလို့ KNU သတင်းရင်းမြစ်တအူးကပြောပါတယ်။ဒီနေ့ဂျော်လာ12ရက်မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က drone အသုံးပြုတိုက်ခိုက်လာတာလို့သိရပါတယ်။ KNU ဌာနချုပ်ရှိရာတမဟာခွန်ကိုတိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီတပ်ရဲ့ drone 80ထဲက2စင်းကမပေါက်ခွဲပဲ5စင်းကပေါက်ခွဲခဲ့ကြောင်းစစ်ရေးသတင်းရှိတဲ့အတွက်လူသူထိခိုက်မှုမရှိသလိုအဆောက်အုံတွေလည်းထိခိုက်မှုမရှိဘူးလို့သတင်းရင်းမြစ်က People's Spin ကိုပြောပါတယ်။အခုနေဆန်းပိုင်းကလည်း KNU တမဟာခွန်နယ်မြေကိုစစ်ကောင်စီတပ်ကအသေးခံ drone အသုံးပြုတိုက်ခိုက်ခဲ့ပူးပါတယ်။ KNU ဦးဆောင်တဲ့ဒေါ်လေးပူပေါင်းတပ်တွေက တမဟာခွန်နေမြေတဲကစစ်ကောင်စီတပ်စခန်းတွေကို2024နှစ်ကုန်ပိုင်းကစတင်ထိုးစစ်ဆင်တက်ခိုက်ခဲ့ရောနှစ်ဝက်အတွင်းမှာတင်မြန်မာထိုင်းနယ်စပ်မှာရှိတဲ့တပ်စခန်း၈ခုထပ်မင်းဲကိုတင်းယူထားနိုင်ခဲ့တာပါဒါအပြင်တမဟာ6နေမြေကစစ်ကောင်စီရဲ့နေဆက်စခန်းတွေကိုလည်းဆက်လက်ထိုးစစ်ဆင်တက်ခိုက်ရမှာပြီးခဲ့တဲ့မေလနဲ့ဇွန်လအတွင်းမှာစစ်ကောင်စီတပ်စခန်း၆ခုထပ်မင်းဲကိုတင်းယူနိုင်ခဲ့ပါတယ် KNU ခေါင်းဆောင်ပိုင်းကတော့ ဒေသအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းအလုံးကိုတိုက်ထုတ်သွားပဲစစ်ရေးရီမန်းချက်ချထားတယ်လို့ထုတ်ပြောထားပါတယ်ရှင်။ငွေဦးဒေါ်လာရေးမှာတပည့်ခေါင်းဆောင်တဦးဖြစ်တဲ့မုံရွာမြို့ကကိုဝင်မိုးနိုင်ကိုမုံရွာထောင်ကနေမန္တလေးအိုးဖို့ကျင်းထောင်စီပြောင်းရွှေ့လိုက်တယ်လို့သိရပါတယ်။ဒီနေ့ဂျွန်လ12ရက်မနက်ခင်းပိုင်းကမုံရွာထောင်မှာနှစ်ရှည်တောင်တန်ကြာခံနေရတဲ့ကိုဝင်မိုးနိုင်ကိုမန္တလေးအိုးဖို့ကျင်းထောင်စီပြောင်းရွှေ့လိုက်တာဖြစ်တယ်လို့မုံရွာလူသူတပည့်တိုက်ပွဲဦးဆောင်ကော်မတီဝင်ကိုရှင်းတန်းကပြောပါတယ်။ ထောင်မအကျဉ်းသားများလာတာရဲ့ပိုပြီးဖိနေချင်လို့ပြောင်းတာရဲ့ပါပါတယ်လို့ကိုရှင်းတန်ကပြောပြပါတယ်။အရင်ကမုံရထောင်ကနေနိုင်ငံရေးအကျဉ်းသားတွေကိုမန္တလေးထောင်ပို့ပြီးရိုက်နှက်နှိပ်စက်ကမြင်းချန်အကျဉ်းထောင်ဘက်ထပ်ပို့လေရှိပါတယ်။ဒါကြောင့်အခုလဲကိုဝေမိုးနိုင်ကိုမန္တလေးထောင်စီရွှေ့လိုက်တဲ့အတွက်စိုးရိမ်နေရတယ်လို့မုံရလူသူတပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်ကိုရှင်းတန်ကပြောပါတယ်။စစ်တပ်အနာသိမ်းပြီးနောက်ပိုင်းမုံရလူသူတပိတ်တိုက်ပွဲကိုဦးဆောင်သူကိုဝေမိုးနိုင်ကို2012ခုနှစ်ဧပြီ15ရက်မှာ ဆိုင်ကယ်နဲ့လှက်လှယ်ဆန္ဒပြချိန်မှာပဲစစ်ကောင်စီတပ်ဖွဲ့ကမျက်နှာချင်းဆိုင်ကနေကားနဲ့ဝင်တိုက်ပြီးဖမ်းဆီးခဲ့တာပါအဲ့ဒီနောက်ပုံမမျိုးစုံတက်ပြီး ထောင်တန်း190ကျော်ချထားတာပဲဖြစ်ပါရှင်မကွေးတိုင်းပခုတ်ကူမြို့နယ်အနောက်မကြီးကန်ကြီးရွာမှာစစ်ကောင်စီတပ်နဲ့ပြူစောတိအဖွဲ့တွေအထိုင်ချတက်ဆွဲထားတဲ့နေရာကိုဘူပေါင်းအဖွဲ့တွေနဲ့အတူဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့အညာမြေတပ်ပေါင်းစုတာဝန်ရှိသူတို့ကပြောပါတယ်ဂျော်လာဆယ်ရမနက်ပိုင်းကအညာမြေတပ်ပေါင်းစုရဲ့အေရာတောင်းတပ်ဖွဲ့တို့ဦးဆောင်ပြီး ပခုတ်ကူမြို့နယ်အနောက်မကြီးကန်ရွာကိုစားတင်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုနှစ်နာရီခန့်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်က၅ဦးသေဆုံးက၂ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်။တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ရဲ့ဗန်ကား၃ခုကိုရရှိခဲ့ပြီးစခန်းတစ်ခုလုံးကိုရောက်ခံပြီးမှမကြီးကန်ရွာနဲ့ကက်လျက်မှာရှိတဲ့ဘဲကြီးရွာကသူစောကြီးနဲ့စစ်ကောင်စီတပ်သားတွေအပေါ်ဝင်ပခုတ်ကူတပ်မတရားတက်ကတပ်ခုတချို့ရောက်ရှိလာတာကြောင့်ပြန်ဆုတ်ခဲ့ရတယ်လို့အများကြီးတပေါင်းစုကအသိပေးပါတယ်။ မကြီးကံပြူရွာတိုက်ခိုက်မှုအတွင်ဒေါ်လရဲတပ်ဖွဲ့ဝင်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့အခြားထိခိုက်ကြဆုံမှုရှိပဲဆုတ်ခွာနိုင်ခဲ့တယ်လို့အညာမြေတပေါင်းစုကအသိပေးပါတယ်တိုက်ခိုက်မှုအပြင်စစ်ကောင်စီတပ်နဲ့ပြူစော်ဒီတွေဘက်ကစစ်ရေးလှုပ်ရှားမှုမတွေ့ရသေးဘူးလို့အညာမြေတပေါင်းစုတာဝန်ရှိသူကပြောပါတယ်ရှင် People's Voice ရဲ့နောက်ဆုံးရညနေခင်းပြည်တွင်းသတင်းတွေကိုရှင်းဆက်ပေးသွားကြတာဖြစ်ပါတယ်ရှင်